မင်္ဂလာပါခင်ဗျာရကုန်ခေတ်တကနေဒီနေ့လည်းကင်းတရင်ကိုတင်ဆက်ပေးပါမယ်အကြံဖက်စကောင်စီကသူတို့ရဲ့အတူအယောင်ရွေးကောက်ပွဲကျင်းပဖို့လုံခြုံရေးနဲ့တည်ငြိမ်ရေးအတွက်ဒုစစ်ကောင်စီစိုးဝင်းကိုတာဝန်ပေးလိုက်ပြီးတဲ့နောက်ရကုန်မြို့မှာစိုးဝင်းရောက်နေတဲ့အချိန်အငိမ့်စားဘုံကျုပ်ချိုးထုတ်အောင်ဆိုသူပြတ်သက်ခံလိုက်ရတဲ့အတွက်လုံခြုံရေးပေါ်ယုံမှုနဲ့တက်နေမှုတွေတတိပိတ်ခံရရတယ်ဆိုပါလေ ရှိခိုင်မီနကလူငယ်တွေအနေနဲ့လက်ရှိရေပေါ်ကာလာမှာပြပထွက်ခွာခွင့်နဲ့ပြမထွက်ခွာခွင့်မပြုဘဲစစ်မှုထမ်းရမယ်လို့အရကတတော်အေအေကတရားဝင်ကြေညာလိုက်တဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကျန်းဖတ်စက်ကောင်စီကသူတို့ရဲ့အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့လုံခြုံရေးနဲ့တည်ငြိမ်ရေးအတွက် သူစစ်ကောင်းဆောင်စိုးဝင်းကိုတာဝန်ပေးလိုက်ပြီးတဲ့နောက်ရန်ကုန်မြို့မှာစိုးဝင်းရောက်နေတဲ့အချိန်အငိမ့်စားဘိုးမှုချုပ်ချို့ထုတ်အောင်ဆိုသူပြစ်တက်ခံလိုက်ရတဲ့အတွက်လုံခြုံရေးပေါ်ရုံမှုနဲ့တက်နေမှုတွေတတိပေးခံနေရတယ်လို့နေပြည်တော်စစ်တပ်တတိရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့အခုနှစ်ကုန်ပိုင်းလာမယ့်ဒီဇင်ဘာလမှာစစ်ကောင်စီကသူတို့ရဲ့အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့အကြမ်းဖက်မင်းအွန်လိုင်းကိုတိုင်အကြိမ်ကြိမ်ပြောဆိုပြီးနေမြေတွေဆုံးရှုံးနေလေသူတို့စစ်တပ်ကထိန်းချုပ်ထားတဲ့နေမြေတွေမှာလောက်ရမယ်ဆိုပြီးတော့ကိုညွှန်ကြားထားတယ်ဆိုပါတယ် အဲ့ဒီလိုသူတို့လုံမဲ့ရွေးကောက်ပွဲအတွက်လုံခြုံရေးနဲ့တည်ငြိမ်ရေးကိုဆောင်ရွက်ဖို့အကြံဖတ်မင်းအောင်လိုင်ကဒုစစ်ကောင်းဆောင်စိုးဝင်းကိုတာဝန်ပေးထားပြီးစိုးဝင်းကမှတစင်ကာစတာမှုတွေနဲ့စစ်တိုင်းမှုတွေပြည်내တိုင်းဝင်ကြီးချုပ်တွေအားလုံးကိုလုံခြုံရေးအစီအမံတွေစလုပ်ခိုင်းနေတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။တစ်ဖက်မှာတော့အဲ့ဒီဒုစစ်ကောင်းဆောင်စိုးဝင်းဟာ ဘီအန်ဘီကမြောက်ရီမြို့ကိုပြန်လည်ထိန်းချုပ်ဖို့အတွက်ဆိုပြီးနိုင်ငံတော်အဆင့်အောင်စေရစစ်ကြောင်းကိုဥဆောင်ခဲ့လေအောင်မြင်မှုမရဘဲအခုချိန်ထိရပ်ပိုင်းလောက်သာတွားရမယ့်ခရီးကိုတနစ်ပြေကနီးတောင်စစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းဟာမြောက်ရီကိုမရောက်နိုင်သေးပဲ KNL PDF ပူးပေါင်းတပ်တွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုကိုသာခံရရပါတယ်အခုတခါ အဲ့ဒီဒုစကောင်သော စိုးဝင်းကိုပဲစကောင်စီကသူတို့လုံမဲ့ရွေးကောက်ပွဲအတွက်လုံခြုံရေးနဲ့တည်ငြိမ်ရေးတာဝန်တွေကိုပေးလိုက်တဲ့အချိန်မှာပဲအဲ့ဒီစိုးဝင်းရန်ကုန်မြို့ကိုရောက်နေတဲ့အချိန်မေလ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲသူတို့စစ်တပ်ကအငင်းစားဘုံမှုချုပ်ချိုထုံးအောင်ဆုပ်သူပြစ်တက်ခံလိုက်ရတဲ့အတွက်လုံခြုံရေးပေါ်ရော်လို့ဆိုပြီးတက်နေမှုတွေလည်းတတိပေးခံရတယ်လို့နေပြည်တော်စစ်တပ်တရင်ရစ်မိကပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့ရခိုင်ပြည်နယ်ကလူငယ်တွေအနေနဲ့လက်ရှိအရေးပေါ်ကာလမှာပြည်ပထွက်ခွာခွင့်နဲ့ပြည်မထွက်ခွာခွင့်မပြုတ်ပဲစစ်မှုထမ်းရမယ်လို့အခါတတော် AA ကတရားဝင်ကြေညာလိုက်ပါတယ်။လက်ရှိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆက်ဖြစ်တဲ့ရခိုင်ပြည်နယ်အခါဒေသအတွင်းကနေနေရဆွတ်ခွာဖို့ကြိုးပမ်းနေကြတဲ့ဒေသခံပြည်သူတွေတရှိလိုက်နာဖို့တတိပိတားမြစ်ချက်တစ်စောင်းကိုအခါတတော် AA ကမေလ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲတရားဝင်ထုတ်ပြန်လိုက်တာပါ။အဲ့ဒီထုတ်ပြန်ချက်တွေကအဓိကအချက်ကတော့လက်ရှိရခိုင်ပြည်နယ်ဟာအရေးပေါ်ကာလဖြစ်နေတာပြင် ရခိုင်ပြည်နယ်တစ်ခုလုံးလွတ်မြောက်ဖို့အတွက်လက်ချက်မျိုးသိမ်းတိုက်ပွဲတွေရှိနေသေးတဲ့အချိန်လေးဖြစ်တဲ့အတွက်ရခိုင်ပြည်နယ်တွေကလူငယ်တွေအနေနဲ့ပြည်ပနဲ့ပြည်မဘက်တွေကိုထွက်ပြေးတိမ်းရှောင်တာတွေမလုပ်ဘဲစစ်မှုထမ်းချဖို့အရခတတော်အေးအေးကထုတ်ပြန်လိုက်တာဖြစ်တယ်လို့တစ်ဖက်မှာလည်းအဲ့လိုစစ်မှုမထမ်းခြင်းလို့ကိုယ့်ရဲ့ဒေသတွေကနေထွက်ပြေးတိမ်းရှောင်တဲ့လူငယ်တွေအနေနဲ့လက်ရှိမှာစစ်ကောင်စီဘက်ကထောင်ထားတဲ့မိုင်းတွေကိုမနှေးမိအောင်စစ်ကောင်စီဘက်ကရခိုင်လူမျိုးတွေကိုဖမ်းဆီးတာတွေစစ်သားတစ်စုဆောင်တာမျိုးတွေမခံရအောင် ကြားဖြန့်လုပ်ငန်းတွေမှာလူကုန်ကူးမခံရအောင်ထွက်ပြေးရေးနဲ့တိုက်ပွဲတွေကြားဂျာမညံ့မိအောင်အာခတတော်အေးကအခုလိုလူငယ်တွေကိုရခိုင်ပြည်နယ်တဲကနေပြည်ပနဲ့ပြည်မဘက်တော့ခွာခွင့်မပြုဘဲရခိုင်ပြည်နယ်တစ်ခုလုံးလွတ်မြောက်ဖို့အတွက်စစ်မှုထမ်းဖို့ထုတ်ပြန်ရတာဖြစ်တယ်လို့အာခတတော်အေးရဲ့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့ဗကိုးတိုင်းမင်းလာမြို့နယ်မှာပြည်သူတွေကို PDF ထောက်ပို့လုပ်တယ်ဆိုပြီးစစ်တပ်ကဖမ်းဆီးတပ်ဖြတ်ခိုင်းနေတယ်စစ်တပ်သတင်းပေးစမ်းထိဆိုတဲ့သူကိုတော်လိုင်းရေဘော်တွေကအရှင်ဖမ်းမိပြီမဲ့ခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ရှင်းလင်းရမှာတော့ပွဲချင်းပြီးကိုသေသွားပြီလို့တရားဝတိခိုင်း PDF တရင်38 3ညနဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ19ရက်နေ့ကပဲမင်းလာမြို့နယ်မှာပြည်သူတွေကို PDF ထောက်ပို့လုပ်တယ်ဆိုပြီးစစ်တပ်ကဖမ်းဆီးတပ်ဖြတ်ခိုင်းနေတဲ့ စိန်ကန့်လန့်ကြေးရွာနေစစ်တပ်တရင်ပေးစန်တီဆိုတဲ့သူကိုဒေါ်လာကြီးရပ်ပေါ်ကပွားရောက်ဖမ်းဆီးခဲ့တယ်ဆိုပါလေအဲ့ဒီမှာတဲ့ဒင်းပေးစန်တီဆိုတဲ့သူကိုသူစီးတဲ့ဆိုင်ငယ်နဲ့အတူခဲရန်အတုံးဆောင်ပစ္စည်းတွင်နဲ့ပါတော်လိုင်းရက်ပေါ်တွေကဖန်စီရမိခဲ့ပြီမဲ့တဲ့ဒင်းပေးစန်တီဟာစစ်စေးမေးမြန်းတဲ့အချိန်မှာပဲတော်လိုင်းရက်ပေါ်တွေကိုခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ရှင်းလင်းရမှာတော့နေရာမှာပဲပွဲချင်းမိကိုတိတ်သွားတယ်လို့တရားဝတိခံပီတဲ့တရင်3839နှစ်တာဝန်ရှိသူတူကပြောထားပါတယ် ဲ့ဒီစစ်တပ်သတင်းပေးစန်တီဆိုတဲ့သူဟာစစ်တပ်အမကန်အကြီးစားဖြစ်တယ်လို့သူကတော်လိုင်းရဲ့တပ်တွေရဲ့သတင်းကိုလိုက်လံစုံစမ်းပြီးသူကိုယ်တိုင်စစ်တပ်နဲ့အတူလိုက်လံလမ်းပြလုံနေယုံနေမှာကဒေသခံပြည်သူတွေကိုလည်း PDF ထောက်ဖို့လှုပ်တယ်ဆိုပြီးမဟုတ်မမှန်သတင်းပေးဖန်ဆီးတပ်ဖြတ်ခိုင်းနေတဲ့သူဖြစ်တဲ့အပြင်စစ်တပ်အားကိုလည်းပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောက်နေသူဖြစ်ပြီးအခုတော့သေပြီလို့တာယာဝတီခရိုင် PDF တရင်383နှစ်တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့စကိုင်းတိုင်းစလင်းကြီးမြို့နယ်အစကားမြောက်ရမတရားအနီးရောက်လာတဲ့အကြဖက်စကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကကြီးအပြတ်တိုက်ခိုက်ချင်းမမှုအတွေ့ဆဲကောင်စီဘက်ကဘုံမှုဘုံညံထွန်းဆိုသူအပါဝင်စစ်သား၅ဦးကတော့အတိအသင့်တိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိထားတယ်လို့တိုင်းနယ်နှင့်မဲမောင် PDF ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ21ရက်နေ့ကပဲစလင်းကြီးမြို့နယ်အစကမြောက်ရမတရားအနီးရောက်လာတဲ့စစ်ကောင်စီတပ်သားတွေနဲ့တရင်28ကထွက်လာတဲ့စစ်သားတွေကို တော်လည်းပုံတက်တွေကအသင်ဆောင်ပြီးဖြတ်အားပြင်းမိုင်းတွေပါအသုံးပြုပြီးတော့ကြက်ဖြတ်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကဘုံမှုဘုံညံထွန့်ဆိုသူအပါအဝင်စစ်သား5ဦးကတော့မိုင်းမီဓာတွေနဲ့ပါအတိအသင့်တွေကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား9ဦးလက်ဒဏ်ရာတွေရသွားကြတယ်လို့တိုင်းနယ်နှင့်မဲမောင် PDF ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ တဖက်မှာလေစကိုင်းတိုင်း6ဦးမြို့နယ်ကချက်ဖက်စကောင်စီလက်အောက်ခံထွေးအုပ်ယုံနယ် yes ကန်ကိုတော်လိုင်းပူပေါင်းတပ်တွေက drone ၈စီးနဲ့ဘုံဒီတွေဇက်တိုက်ချက်ချတိုက်ခိုက်မှုအတွေ့ဇေကောင်စီဘက်ကစစ်ဗိုလ်တဦးအပါဝင်၄ဦးကတော့အသီးသီးတေကုန်ကြပြီဒဏ်ရာရတဲ့သူတွေလည်းရှိသွားတယ်လို့ Peacock Drone Team မြောင်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရေကုန်ခစ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ22ရက်နေ့ကပဲ ချောင်းမြို့နယ်မှာရှိတဲ့အချက်ဖက်စစ်ကောင်စီလက်အောက်ခံထွေအုပ်ရုံနဲ့ရဲစခန်းမှာအင်အားဖြည့်ဖို့ရောက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးဖူးပေါင်းတပ်တွေက drone ရှစ်စီးနဲ့ဘုံဒီတွေဇက်တိုက်ချဲချတိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်း drone ဘုံတွေကြားမှာပဲစစ်ကောင်စီဘက်ကစစ်ဗိုလ်တအုပ်အပအဝင်၄ဦးကတော့အသီးသီးတေကုန်ကြပြီဒဏ်ရာရတဲ့သူတွေလည်းရှိထားတဲ့အကြောင်းကိုတိထားရတယ်လို့ပြီးတော့ drone team မြောင်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတအုပ်ကပြောထားပါလိမ့်ခင်ဗျာ တဖက်မှာတော့စကိုင်းမျိုးကဂျပန်စကောင်စီရဲ့တပ်မ33ကနေတက်ကြတူဟာလက်နက်ခဲရံနဲ့အတူတော်လိုင်းတပ်တွေစီကိုအလင်းဝင်ရောက်လာပြီးစစ်ကောင်စီတပ်ကိုပြန်လဲတိုက်ခိုက်နေတယ်လို့မန္တလေး KIPD ရဲ့အမှတ်ငါတရင်ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့စကိုင်းမျိုးကဂျပန်စကောင်စီရဲ့တပ်မ33ကနေထွက်ပြေးလာပြီးတော်လိုင်းတပ်တွေစီမှာလက်နက်နဲ့အတူအလင်းဝင်ရောက်လာတဲ့တက်ကြတူဟာအခုဆိုရင်စကောင်စီတပ်ကိုတော်လိုင်းတပ်တွေနဲ့အတူပြန်လဲတိုက်ခိုက်နေပြီဆိုပါတယ် အဲ့ဒီအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီဘက်ကတက်ချက်တူကိုဒေါ်လန်ကြီးတပ်တွေကလက်နက်ပါပါလာတဲ့အတွက်စုငွေချက်350ချင်းမြင့်ပေးခဲ့တုန်းကလည်းသူ့အတွက်လိုအပ်တဲ့လောက်လေးသာယူထားပြီးကျန်တဲ့ငွေအလုံးကိုတရင်ရမုံငွေအဖြစ်ပြန်လဲလှူဒန်းပေးခဲ့တယ်လို့အခုဆိုဒေါ်လန်ကြီးတပ်တွေနဲ့အတူစစ်ကောင်စီတပ်ကိုပြန်လဲတိုက်ခိုက်နေတယ်လို့မန္တလေးခိုင် PDF အမှတ်9တရင်ရတာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျ โอเคตะกะรอยยังคิดติกกาเนดินี้เนเลกิตะเนนนิกูติสัพไปเกราบาจิชุไปเกเตอจิชุ okay.